မင်္ဂလာပါဒီနေ့ကျွန်တော်တို့နိစင်သုံးနေကြကွန်ပျူတာရရဲ့နောက်ကွဲကမော်ဆန်တဲ့လုပ်ငန်းစဉ်တစ်ခုအကြောင်း software ဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာကိုနည်းနည်းအတွင်းကြကြဆွေးနွေးကြည့်ချင်းပါရယ်ဟုတ်ကဲ့စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုပါဟုတ်တယ်နော် screen ပေါ်မှာ click တစ်ချက်နှိပ်လိုက်ရုံနဲ့ဒါမှမဟုတ် keyboard ပေါ်စားတလုံးရိုက်လိုက်ရုံနဲ့အထက်မှာဘာတွေဖြစ်ကုန်လဲ software က hardware နဲ့ဘယ်လိုများစကားပြောနေကြတာလဲอืมအစ်စ်နေလို့အများကြီးရှိတာပေါ့ ဒီနေ့ကျွန်တော်တို့ရထားတဲ့အချက်လက်တွေမတ်စုလေးတွေကိုအခြေခံပြီးတော့အဲ့ဒီရှုပ်ရှုပ်ထွေးထွေးခီစင်ကြီးကိုအစနေအဆုံးထိလိုက်ကြည့်ကြမယ်လေ။ကောင်းပါရဲ့။ရွေးချက်ကတော့အဲ့ဒီ programmer ရေးလိုက်တဲ့ code ကနေ음 computer ရဲ့အသေးစိတ်အစိတ်ပိုင်းဆိုင်တွေအထိဘလို့အလုံးလုံးသွားလဲဆိုတာဘော့။အရင်ချိနေပညာဆန်တဲ့စကလုံးတွေမသုံးမဲနဲ့ရှင်းရှင်းလင်းလင်းဖြစ်သွားအောင်စူးစမ်းကြည့်ကြတာပေါ့။ဟုတ်ကဲ့။ဖြစ်နိုင်တဲ့လောက်ရိုးရှင်းအောင်ရှင်းပြကြည့်ပါမယ်။ဟုတ် ပြီးတော့ဟို CPU က10စက္ကန့်ကိုတွက်ချက်မှုပေါင်းဘီလီယံနဲ့ချီလုံနိုင်တဲ့ဆိုတာမျိုးလို့အဲဩစရာအချက်လေးတွေလည်းပါမှာဆိုတော့ပိုစိတ်ဝင်စားဖို့ကောင်းပါပါအဲအဲ့ဒါကတော့တကယ်ကိုမယုံနိုင်စရာမြန်နှုံးပဲကဲဘယ်ကစကြောင်မလဲအမ်လူတွေရေးတဲ့ programming ဘာသာစကားတွေနဲ့စရမယ်ထင်တယ် Python နော် Java တို့ C++ တို့လိုဟာဒီပေါ့ဟုတ်ပါတယ်အဲ့ဒါပထမဆုံးအဆင့်ပဲအဲ့ဒီ source code တီကို computer အတိအကျပြောရင် CPU က10နားမလဲဘူးဆိုတော့ဘယ်လိုလုပ်ရလဲပထမဆုံးဘာသာပြန်ရတာမျိုးလားတိတိကျကျပါပဲအဲ့ဒီလူတွေရေးတဲ့ high level language တွေကသူတို့နားလဲဖို့ရေးဖို့လွယ်အောင်လုပ်ထားတာလေဒါပေမဲ့ CPU ကအဲ့ဒါတွေကိုမတိဘူးသူတိတာက0နဲ့1ပဲလားဟုတ်တယ်သူက machine code လို့ခေါ်တယ် zero နဲ့ one တွေနဲ့ပဲဖွဲ့စည်းထားတဲ့ immediate low level fit တွေဘာသာစကားကိုပဲနားလည်တာ binary instructions တွေပေါ့ဆိုတော့ကြားထဲမှာဘာသာပြန် software လိုမျိုးလိုတာပေါ့အင်း compiler ဒါမှမဟုတ် interpreter လို့ခေါ်တဲ့အထူး program တွေသုံးရပါတယ်သူတို့ရဲ့လောက်ကအဲ့ဒီ source code ကို machine code အဖြစ်ပြောင်းပေးဖို့ပဲ compiler နဲ့ interpreter ကပါကွာလဲနည်းနည်းလောက် compiler က source code တစ်ခုလုံးကိုဖတ်တယ် ပြီးတော့ machine code အဖြစ်တခါတဲ့အကောင့်ဘာသာပြန်လိုက်တယ် executable file .exe လို့မျိုးတခုထွက်လာတာပေါ့ဩတခါတဲ့အကောင့်တော့ဟုတ်တယ် interpreter ကတော့အဲ့လိုမဟုတ်ဘူးသူက source code ကိုတကြောင်ချင်းဖတ်တယ်ဖတ်ပြတာနဲ့အဲ့ဒီတကြောင်ကိုဘာသာပြန်ပြီး then execute လုပ်ခိုင်းလိုက်တာဩနည်းနည်းတော့ကွာတာပေါ့ဒါပေမဲ့နောက်ဆုံးရလက်ကတော့ CPU နားလေတဲ့0နဲ့1နေဖြစ်သွားတာပဲဟုတ်ပါတယ် အဓိကက CPU ကတိုက်ရိုက်လို့ဆောင်နိုင်မဲ့ binary instructions တွေဖြစ်သွားဖို့ပါပဲ။ကောင်းပြီ။ဒါဆိုရင်ကျွန်တော်တို့နေ့စဉ်သုံးနေတဲ့ program တွေအားလုံးဟာနောက်ွယ်မှာအဲ့ဒီ0နဲ့1အစုဝေးကြီးတွေဖြစ်နေတာပေါ့နော်။ Okay အဲ့ဒီ machine code ကို CPU ကဘယ်လိုကင်တွေလို့ဆောင်တယ်လဲ။အဲ့ဒီနာမည်ကြီး fetch decode execute တန်တရားဆိုတာလေ။ဟုတ်ကဲ့။အဲ့ဒါ CPU ရဲ့အဓိကအလုပ်လုပ်ပုံပဲ။ကွန်ပျူတာဖွင့်ထားတဲ့ဒီသုံးစင်ကအဆက်မပြတ်လည်နေတာ။ပထမဆုံး fetch ဆိုတာက fetch ယူဆောင်ခြင်းပေါ့ CPU ကနောက်ပါ instruction လောက်ရမလဲတီးဖို့လိုတယ်လေအဲ့ဒီ instruction ရဲ့ memory ထက်ကလိပ်စာကို program counter ဆိုတဲ့ register လေးထဲမှာမှတ်ထားတယ် CPU ကအဲ့ဒီ PC ကလိပ်စာကိုကြည့်ပြီး RAM တဲကသက်ဆိုင်ရာ instruction ကိုဆွဲယူလိုက်တယ် register ဆိုတာ CPU တဲကတည်တည်လေးတွေလားဟုတ်တယ်အချက်လက်ခဏသိင်းတဲ့ memory တည်တည်လေးတွေအဲ့ဒီဆွဲယူလာတဲ့ instruction ကို now register တစ်ခုဖြစ်တဲ့ instruction register IR တဲ့ခဏထည့်ထားလိုက်တယ် အဲ့ဒီမှာခဏလေး CPU က RAM ကနေဆွဲယူတယ်ဆိုတော့အချက်လက်တွေတွားဖို့လမ်းလို့မယ်နော်အဲ့ဒါကိုဘယ်လိုခေါ်လဲဟုတ်ကဲ့ကောင်းတယ်မိကွန်းပါအဲ့ဒါအတွက် bus တွေသုံးပါတယ်လက်စစ်လမ်းကြောင်းတွေပေါ့သုံးမျိုးအဓိကရှိတယ်သုံးမျိုးဘာဒီလဲ address bus data bus ပြီးတော့ control bus address bus က CPU က RAM ရဲ့ဘယ်နေရာကိုသွားဖတ်မလဲသွားရေးမလဲဆိုတဲ့လိပ်စာကိုတည်တာလိပ်စာတည်တဲ့ပေါ့ဟုတ်တယ် data bus ကတော့တကယ် data တွေအဲ့ဒီ instruction code တွေကို CPU နဲ့ RAM ကြားအပြန်လန့်သေးတာအချက်အလက်အစစ်တွေသွားတဲ့ LAN ပေါ့လေอืม control bus ကတော့အရေးကြီးတယ်သူကဘာလုပ်နေလဲဆိုတဲ့ control signal တွေတဲတာ memory ကိုဖတ်မလား read signal ရေးမလား write signal အလုပ်ပြီးပြီလား interrupt signal စသဖြင့်ပေါ့ဒီ bus တွေအကုန်လုံးပေါင်းပြီးတော့ fetch အဆင့်ကိုဖြစ်မြောက်စေတာရှုပ်တော့ရှုပ်တာနော် okay fetch bnd code လားဟုတ်ပါတယ်သူတရားစင် d cook အဒီဘေဖို့ချင်းအဲ့ဒီ ir register တဲ့ရောက်လာတဲ့0နဲ့1တွေကဘာလောက်ခိုင်းတာလဲဆိုတာကို cpu ရဲ့ control unit cu က question စိတ်ဖျားတာကနံပောင်းခိုင်းတာလား data ရွှေ့ခိုင်းတာလားစစ်ဆေးခိုင်းတာလားစသဖြင့်ပေါ့အော်ဘာလို့ရမယ်ဆိုတာနားလည်အောင်လုပ်တဲ့အဆင့်မှန်ပါတယ်ပြီးတာနဲ့တက်တရားစင် execute လုတ်ဆောင်ခြင်းကိုရောက်ပြီ CU ကနားလည်သွားတဲ့အတိုင်း CPU တွေက Arithmetic Logic Unit ALU တို့တခြား register တွေဥပမာ accumulator လို့တွက်ချက်မှုရလက္ခဏာသိမ်းတဲ့ဟာတွေကိုသုံးပြီးတကယ့်အလုပ်လုပ်တော့တာ။ပေါင်းတာ၊နှုတ်တာ၊ရွှေ့တာအကုန်ဒီမှာလုပ်တာပေါ့။ဟုတ်ကဲ့။ကနန်းသွက်တာ data တွေရွှေ့တာ memory ကိုရေးတာဖတ်တာအကုန်ဒီမှာလုပ်တယ်။ဒီတန်တရာတပတ်ပြီးတာနဲ့ PC ကနောက် instruction ကိုညွှန်ပြနောက်တပတ်ပြစတာပဲ။အာအိုးစရာပဲ။ ဒီ fetch decode execute တန်တရားကတစ်စက္ကန့်ကိုအကျင့်ဘီလီယံနဲ့ခြီလည်နေတယ်ဆိုတော့ gigahertz နဲ့တိုင်းတာလေ3 gigahertz cpu ဆိုတစ်စက္ကန့်မှာအကျင့်3ဘီလီယံလောက်ဒီ cycle ကိုလဲနိုင်တာကျမတို့မြေတုံတက်ခတ်မှာအကျင့်တန်းထောင်ကြီးလုပ်နေလာပေါ့မယုံနိုင်စရာပဲဒါကြောင့် computer တွေမြန်လာကိုဒါပေမဲ့ cpu ကအလောက်ရနေတာသူလိုတဲ့ instruction တွေ data တွေကတော့ အမီလိုက်နိုင်လို့လား RAM တို့ storage တို့ရဲ့အခန်းကဏ္ဍကဒီမှာအရေးပါလာပြီထင်တယ်အလုံးအရေးကြီးပါတယ် CPU ဘလောက်မြင်မြန် data မရရင်ထိုင်ဆော့နေရမှာပဲ bottleneck ဖြစ်သွားမှာပေါ့အဲ့ဒီမှာ RAM random access memory ကအဓိကပဲ RAM ကဘလို့အလုံးလို့တာလဲသူက CPU အတွက်အလုံးလို့တွန်းခဏတွန်းဖို့လိုတဲ့ instruction နဲ့ data တွေကိုအစင်တင်ထားပေးတဲ့ယာယီ memory ပေါ့စာဝတ်ခုံလို့ရအယမ်းမြန်နဲ့ CPU နဲ့တိုက်ရိုက်နီးပါးဆက်တွယ်နိုင်တယ်။ဒါပေမဲ့သူ့မှာအာနိချက်ရှိတယ်ကြတယ်။ဟုတ်တယ်။သူက volatile memory လေးဆိုလိုတာက computer power ပိတ်လိုက်ရင်ဒါမှမဟုတ်မီးပြတ်သွားရင် RAM ထဲကအချက်လက်အကုန်ပျောက်ရုံ။ Oh ဒါကြောင့် finally save လုပ်ရတာပေါ့နော်။ဟုတ်ပါတယ်။ရေရှည်သိမ်းဖို့ကြတော့ storage device တွေလိုလာတယ်။ hard disk drive, HDD တို့ solid state drive, SSD တို့လိုမျိုး။ဒါတွေက non volatile power ပိတ်လည်းမပြတ်ဘူး။ persistent storage ပေါ့ဒါပေမဲ့သူတို့က RAM လောက်မမြန်ဘူးလားမမြန်ဘူးအထူးသဖြင့်အရင်ခေတ်က HDD ဆိုအထဲမှာစက်ဝင်းပြားတွေလဲပါနေတာဆိုတော့ပိုးနေတယ် SSD ကတော့အများကြီးမြန်လာပါတယ် flash memory တုံးတာဆိုတော့ဒါပေမဲ့ RAM ရဲ့အမြန်နှုန်းကိုတော့မမီရဲဘူးဒါဆိုရင်ကျမတို့ program တခုဥပမာ Word ကိုဖွင့်လိုက်ရင်ဘယ်လိုဖြစ်စင်နေဖြစ်သွားတာလဲကောင်းတဲ့ဥပမာပါ Word ကို double click နိုင်လိုက်နေအဲ့ဒီ Word program ကို run for လိုက်တဲ့ instruction နဲ့ data တွေကအရင်ဆုံး storage SSD မှာပဲဖြစ်ဖြစ် HDD မှာပဲဖြစ်ဖြစ်ထဲမှာရှိနေတာอืม hard disk ထဲမှာပါဟုတ်တယ်အဲ့ဒီ loading ကို CPU ကတိုက်သွားယူရဲအရင်နေနေမှာဒီတို့အရင်ဆုံးအဲ့ဒီ load အပ်တဲ့ပိုင်းတွေကို storage ကနေ RAM တွေကိုကူးထည့်ရတယ် loading load တယ်ဆိုတာအရာပဲအဲ့ဒီ loading load တဲ့အလို့ကိုဘယ်သူကလုပ်ပေးတာလဲအဲ့ဒါကို operating system OS ကဂျာကနေစီမံခန့်ခွဲပေးတာပါ OS က storage ကနေ data တွေကိုဖတ်ပြီး RAM ထဲကိုပို့ပေးတယ်။ RAM ထဲရောက်မှ CPU ကလင်မယ်ဆိုတာ fetch လုပ်ပြီးအလုပ်ဆလုပ်လို့ရတာ။အော်ဒါကြောင့် RAM များများပါတဲ့ computer ကဘိုးတွက်တာပေါ့နော်။ program တွေများကြီးဖွင့်ထားနိုင်တယ်။ဟုတ်ပါတယ်။ RAM မလောက်ရင် OS က storage တစ်စိတ်တစ်ပိုင်းကို RAM အတု virtual memory အဖြစ်တွန်းရတယ်။အဲ့ဒီခါကျအရင်နေသွားရော။ဘာလို့လဲဆိုတော့ storage က RAM လောက်မမြင်လို့လေ။ ဒါတော်တော်လေးရှုပ်ထွေးတဲ့ Zusammens ပြောပါနော် CPU က12 RAM ကခဏမှ storage ကအကြာကြီးသိမ်းဒီ hardware တွေအကုန်လုံးအဆင်ပြေပြေအလုံးလို့ဖို့နောက်ကွယ်မှာအလုံးကိုထိန်းချုပ်ကွက်ကဲနေတဲ့သူတယောက်ယောက်တော့ရှိရမယ်အဲ့ဒါ OS မလားဒီတကြကြပါပဲ operating system ပေါ့ Windows macOS Linux Android iOS အကုန်လုံးဟာ OS တွေပဲသူက computer စနစ်တစ်ခုလုံးရဲ့ handlet ဒါမှမဟုတ် Samsung D1 ရဲ့ conductor လိုပဲ तू आ बारे अधिक लोप पेडा ले अम्या जी बे तू आ हार्डवेयर आ लों CPU RAM storage input output devices တိနေအဒီပေါ်မှာ RAT နဲ့ရဲ့ software program နဲ့အားလုံးကြားကဆက်တွေ့ရေးအရင်မြခွဲဝေးတုံးဆွေးရေးအကုန်စီမံတာသူသားမရှိရင် computer ဆိုတာတိုင်းတော်တန်းစားအပုံးကြီးမယ်သူရဲ့အဓိကတာဝန်တွေကဘာတွေချင်မလဲအချမ်းဖြင့်ပြောရရင်အဓိကတာဝန်၃ခုရှိတယ်ပထမဆုံးက memory management RAM ကိုဘယ် program ကဘလောက်တုံးခွင့်ရှိလဲ ဲ့နေရာမှာထားမလဲခွဲဝေးပေးတယ်။တခုနဲ့တခုကျူးကျော်ထုံးတာမျိုးမဖြစ်အောင်ကာကွယ်တယ်။ program ပြီးသွားရင်သူတုံးထားတဲ့ RAM ကိုပြန်သိမ်းပြီးတခြားရတဲ့ထုံးတာကိုရှင်းပေးတယ်။အင်း RAM ကိုစီမံတာပေါ့။ဟုတ်တယ်။ဒုတိယက storage management fine folder လေးကိုစနစ်တကျသိမ်းတာ ပြန်ရှာရတဲ့အတွက် fine system NTFS FAT32 လိုမျိုးကိုကင်တွေတဲ့ this format data ဖတ်တာရေးတာတွေကို storage driver တွေကနေစဉ်သူကစီမံပေးတယ် driver ဆိုတာ ခဏနေပါအောင်တတိယတစ်ခုပြောပြီးမှ driver ကိုတွားရအောင်တတိယက device management ကွန်ပျူတာနဲ့ချိန်ထားတဲ့အပြင်ပစ္စည်းတွေအကုန်ပေါ့ keyboard mouse monitor printer usb drive ဆရာတယ်အဲ့ဒါဒီနဲ့ software တွေအပြန်လည်စကားပြောနိုင်အောင် os ကကြာကလုပ်ပေးရတယ်အဲ့ဒီမှာ driver ကပါလာတာလားဟုတ်ပြီအဲ့ဒီ device management အတွက် device driver လို့ခေါ်တဲ့ software တည်ထည်လေးတွေတောင်းရတယ် driver ဆိုတာကသက်ဆိုင်ရာ hardware တစ်ခုချင်းစီရဲ့ဘာသာစကားကိုနားလည်တဲ့ဘာသာပြန် software လေးပဲ OS ကဒါမှမဟုတ် application software ကဒီလိုလုပ်ပါလို့ရေးပြီးခိုင်းလိုက်တာကိုအဲ့ဒီ hardware နားလည်တဲ့ main fit driver ကပြောင်းဝင်ပြီးခိုင်းစေတာ။အော်ဒါဆို ကျမ word ထဲကနေ print ထုတ်ဖို့ control press p နဲ့လည်း word ကကျမရဲ့ hp printer ကိုတက်ရိုက်အမိန်ကေးတာမဟုတ်ဘူးပေါ့။လုံးဝမဟုတ်ပါဘူး။ word လို application တွေက hardware အသီးစေကိုတိစေရမလိုဘူး။ word က OS ကိုဒီ document ကို print လုပ်ချင်တယ်လို့ပဲပြောလိုက်တာ။ ဒါက API call အခုပေါ် API application programming interface ပေါ် OS က application တွေသူ့ကိုခိုင်းဖို့သတ်မှတ်ပေးထားတဲ့နည်းလမ်းတွေ command တွေအစုအဝေးပဲ what ကအဲ့ဒီ API ကိုသုံးပြီး OS ကိုပြောလိုက်တယ်ပြီးတော့ OS ကပါဆက်လုပ်လဲ OS ကအဲ့ဒီ request ကိုလက်ခံတယ်ပြီးတော့အသုံးပြုသူရွေးထားတဲ့ printer HP ပဲဖြစ်ဖြစ် Canon ပဲဖြစ်ဖြစ်အတူသက်ဆိုင်ရာ printer driver ကိုရှာပြီးခေါ်သုံးတယ် အဲ့ဒီ driver ကမှ what ကပို့လိုက်တဲ့ document data တွေကို printer နားလေတဲ့ဘာသာစကားဥပမာ pcl postscript အဖြစ်ပြောင်းပြီး printer စီပို့ပေးတကယ်ပုံနှိပ်ခိုင်တာမဲဒါတော်တော်ပါနတ်တဲ့စနစ်ပဲ application ရေးခဲ့သူတွေတက်တာတာပေါ့ hardware အမျိုးမျိုးအတွက်စဉ်းစားစရာမလိုတော့ဘူးဟုတ်ပါတယ် os နဲ့ driver တွေကကြားခံအလုပ်လုပ်ခဲ့တဲ့အတွက် application software ရေးရတာအများကြီးလွယ်ကူသွားတယ်သူတို့က os API တွေကိုပဲတည်ရင်ရပါဘူး ဒါဆိုအစကနေပြန်စဉ်းစားကြည့်အောင် လူရဲတဲ့ code ကနေ machine code ထည့်လာတယ်။အဲ့ဒါကို storage ကနေ RAM ထည့်တင်တယ်။ CPU က RAM ကနေ fetch ဒီ code execute လုပ်တယ်။ OS ကကြားကနေ memory storage devices အကုန်လုံးကို စီမံပေးတယ်။အစ်စ်နေအလွာတွေအများကြီးနဲ့ဒီစနစ်ကြီးတစ်ခုလုံးရဲ့အဓိကအနှစ်သာရကဘာဖြစ်မလဲ။ဒီနာမှာ computer chip ပိုင်းရဲ့အရေးကြီးဆုံးအယူအဆတစ်ခုကိုတွေ့ရတယ်။အဲ့ဒါက abstraction လို့ခေါ်တာပဲ။ abstraction ဟုတ်တယ်မြန်မာလိုတိုက်ရိုက်ပြန်ရရင်ကအစင်စင်ဖုံးကုရထားမှုဒါမှမဟုတ်အပေါ်ရန်သဘောတရားပေါ်ဆူလိုတာကအောက်မှာဘလောက်ပဲရှုပ်ထွေရှုပ်ထွေအပေါ်ကတုံးတဲ့သူဒါမှမဟုတ်အပေါ်လာက software အတွက်တော့လေးလေးကူကူရိုးရိုးရှင်းရှင်းလေးဖြစ်အောင်ဖန်တီးပေးထားတာ printer ဥမာလိုပေါ့ print ဆိုတဲ့ခလုတ်လေး nick လိုက်ရုံပဲအထဲမှာဘာတွေဖြစ်လဲထိစရာမလိုဘူးဒီကြပါလေအဲ့ဒီ print ဆိုတဲ့ရိုးရှင်းတဲ့လုပ်ဆောင်ချက်လေးရဲ့နောက်ွယ်မှာ OS driver hardware ဆိုတဲ့ ရှုပ်ထွေးတဲ့အလွာတွေအများကြီးကသူ့လောက်သူ့လောက်သွားကြတာဒီလိုအလွာတွေခွဲထားတာက abstraction ပဲအဲ့ဒီ abstraction ကြောင့်ဘာကြူကြီးဆိုရရလဲအများကြီးပဲတခုက complexity ကိုကိုက်တွန်းနိုင်တယ် computer တလုံးလုံးဘလို့အလုံးလုံးလဲအကောင့်တိဖို့မလိုတော့ဘူးကိုနဲ့သက်ဆိုင်တဲ့အလွာနဲ့သူ့ပေါ်အောင်အလွာနဲ့ဘလို့ဆက်သွယ်မလဲသိရင်ရပြီနောက်တခုက modularity နဲ့ reusability အလွာတစ်ခုကိုလဲခြင်းရင်လဲလို့ရတယ် printer တက်ထွက်ရင် driver တက်ရေးလိုက်ရုံပဲ OS to application ကိုပြောင်းစရာမလိုဘူးဒါမှမဟုတ် OS ကို upgrade လုပ်လဲအောက်က hardware အပေါ်က application နဲ့ set down လို့ရတယ်อืมဟုတ်ကဲ့ပြောင်းလဲပြင်လဲဖြစ်တာပေါ့ဟုတ်တယ်နောက်ဆုံးအရေးကြီးတာက productivity တက်လာတာ software ရေးတဲ့သူတွေက hardware အသေးစိတ်ထိစဉ်းကြည့်စရာမလိုတော့ဘူးလေ application ရဲ့လောက်ဆောင်ချက်တွေကိုမဲ့အယုံဆိုင်ရေးနိုင်သွားတယ်ဒါကြောင့် software တွေဒီလောက်မြန်မြန်တိုးတက်လာတာ ဒီ abstraction တဘောတရားကပဲခေတ်သစ် computer တွေကိုဖြစ်လာစေတာတကယ်ကိုစနစ်ကြပြီးအံ့ဩစရာတိဆောက်ပုံမှာပဲလူရဲတဲ့ကော့ကနေ0နဲ့1ဖြစ်အဲ့ဒါကို CPU က billion နဲ့ချီပြီးလှုပ်ဆောင် RAM နဲ့ storage ကပို့ပေး OS ကအလုံးကိုညှိပေးအလုံးက abstraction အလွာတွေပုံမှာဒီနေ့ဆွေးနွေးမှုကဒီလုပ်ငန်းစဉ်ကြီးကိုတော်တော်ရှင်းသွားစီပါရဲ့ဟုတ်ပါတယ်အဲ့ဒီလိုနားလေသွားတဲ့အခါနောက်ဆက်တွဲစဉ်းစားစရာတွေလည်းရှိလာတာပေါ့ဥပမာ botanic ပေါ့ ီစနစ်ကြီးတွေမှာဘယ်နေရာကအရှိန်အကြအဆုံးဖြစ်နိုင်လဲဟုတ်တာပဲဘယ်နေရာဖြစ်နိုင်မလဲဖြစ်နိုင်တာတွေအများကြီးပဲ CPU ကမြန်ပေမဲ့ RAM ကမီးမလိုက်နိုင်တာလားဒါမှမဟုတ် RAM ကမြန်ပေမဲ့ storage ကနေ RAM စီ data ဆွဲတင်တာ အရန်ကြာနေတာလား burst ရဲ့ data တည်နိုင်တဲ့ non bandwidth ကမလောက်တာလားဒါမှမဟုတ် OS ကိုတိုင်ကအရင်အမြက်ခွဲဝေပေးတဲ့နေရာမှာအချိန်အရန်ယူနေတာလား။ဟွန်းကွန်ပျူတာပေါ်ဖော်မန့်ဆိုတာတနင်္ဂနွေတည်းချိလို့မရဘူးပေါ့အားလုံးညီနေမှာ။ဟုတ်ကဲ့ အားလုံးဟန်ချက်ညီဖို့လိုတယ်ဒါကတစ်ချက်နောက်ထပ်စဉ်းစားရတစ်ခုကအနာဂတ်မှာဒီအခြေခံတိဆောက်ပုံကြီးဘယ်လိုပြောင်းသွားနိုင်မလဲဆိုတာပဲအော်အနာဂတ်နည်းပညာတွေကဘယ်လိုတက်ရောက်မလဲပေါ့ဟုတ်တယ်ဥပမာ quantum computing လိုမျိုးအခြေခံထွက်ချက်ပုံလုံးဝကွဲထွက်သွားတဲ့ဟာတွေပေါ်လာရင်ကောဒါမှမဟုတ် neuromorphic computing လိုဦးနှောက်ကိုတူပါထားတဲ့ chip တွေတွန်းလာရင်ကောဒီနေ့ပြောခဲ့တဲ့ fetch decode execute တန်တရာတို့ RAM storage ကွဲခြားမှုတို့ OS ရဲ့အခန်းကဏ္ဍတွေက အရင်တိုင်းရှိနေဦးမလားစဉ်းစားစရာပဲเนาะဟုတ်တယ်တမောရင်ဒီ abstraction အလွာရီပြိုကွဲလာပြီ software နဲ့ hardware ကပုံစံတက်နဲ့ပေါင်းစပ်တော်မလား hardware ကိုပိုးပြီးတိုက်ရိုက်ထင်းချုံနိုင်တဲ့ software တွေဖြစ်လာမလားဒါတွေကတော့ဒီဆွေးနွေးမှုကိုအခြေခံပြီးဆက်တွေ့ကြည့်ဖို့စိတ်လှုပ်ရှားစရာမေးခွန်းတွေပါပဲတကယ်ကိုစိတ်ဝင်စားစရာအနာဂတ်ရှုထောင့်နေပါပဲ ကွန်ပျူတာတဲကမော်ပြညာကိုအတွင်းကြကြလိလာခဲ့ရတဲ့ဒီဆွေးနွေးမှုကိုအချိန်ပေးပြီးနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါရစေ။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့မကြခင်ပြန်ဆောင်ရပါမယ်ရှင်။